ောကကြီးပျက်စီးချိန်တန်ပြီဆိုလို့ရှိရင်တဲ့ဒူတွေဟာနီလန်အမားတွေကို အမှန်ထင်တတ်ကြတယ်တဲ့အာဒီကနေ့ခင်းနဲ့တိတ်ကြိုက်နေတယ်ဒီသာအင်း လောကကြီးပျက်စီးချိန်တန်ပြီဆိုလို့ရှိရင်တဲ့လူတွေဟာနိလန့်အမှားတွေကိုအမှန်ထင်တတ်ကြတယ်တဲ့အာဒီကနေ့ခနဲ့တိတ်ကြိုက်နေတယ်ဒီသားလောကကြီးပျက်စီးတယ်ဆိုတော့ကလူမိုက်ကြောင့်တာလင်းပြတိတယ်ပညာရှိလူတွေမှာကြောင့်ဘယ်တော့မှမပျက်စီးပါဘူးဒါဆိုလို့ရှိရင်လူမိုက်ဆိုတာပါလေလူမိုက်ဆိုတာတုံးစိန်တိတာစိန်တီမကောင်းတာတွေကိုတွေးတယ် မကောင်းတာတွေကိုပြောတယ်မကောင်းတာတွေကိုလုပ်တယ်ပြီးလို့ရှိရင်သူ့ကိုမင်းလုပ်တဲ့အရာကမှားနေတယ်မင်းပြောတာကမှားနေတယ်မင်းကြံတာကမှားနေတယ်တပြောရင်သူကသိသိပါအဲ့ဒါလူမိုက်ပဲအဲ့ဒီဂုံရင်ကနေပြတဲ့လူမိုက်တွေကြောင့်တာရင်ဒီလောကကြီးကပြတိနေတာဖြစ်ပါဒီလောကကြီးကပြတိနေတာလူမိုက်ကြောင့်ဖြစ်ပါတယ် လူလိမ္မာကြောင့်ဘယ်တော့မှမပျက်စီးပါဘူးတိဗ္ဗပညာပေါ်တာတိတ်ကောင်းတယ်တိုးတော့အဲ့ဒီတိဗ္ဗပညာကိုလူလိမ္မာထံကိုမရောက်ဘဲနဲ့လူမိုက်ထံကိုရောက်မှဆိုလို့ရှိရင်ဒီကဘာကြီးကဒီလောကကြီးကကျောက်စီရကောင်းအောင်အောင်ပျက်စီးပါလိမ့်မယ်။ဘာကြောင့်လဲဆိုလို့ရှိရင်သူတို့ကဒီအတက်ပညာကိုသူတို့ကမကောင်းတဲ့နေရာမှာအတုံးချတာဖြစ်တယ်။မကောင်းတဲ့နေရာမှာအတုံးချတာဖြစ်တယ်။ နော်ဒါကြောင့်သူပေါ်လို့တိတ်ပမညာပေါ်လို့သူတွေကကျုပ်ပိုင်းဆိုင်ရာမှာတိုးတက်တော့လဲထိပ်ပိုင်းဆိုင်ရာမှာအရန်ကိုချွတ်ရင်းချွတ်ချော်နေပါတယ်မိုင်းပေါင်းစရာတော့ကြီးဟောတဲ့အချစ်ကြီးလေးဒုက္ခကြီးလေးအချစ်နဲ့လေးဒုက္ခနဲ့လေးဆိုတာကိုမျှဝေပေးခြင်းပါအဲ့ဒီအချစ်ဆိုတာဘာလဲဆိုလို့ရှိရင် ကိုယ်တာတပိပေါ်မှာချစ်တဲ့ ကိဟတိတပီမာလို့ခေါ်တဲ့အိမ်နိုင်မိတဲ့အချစ်ပေါ့သွေလန့်ခြင်းပေါ့အဲ့ဒီအချစ်ကြီးတွေဒုက္ခကြီးတွေအဲ့ဒီအချစ်နဲလေဒုက္ခနဲလေပဲနော်တာသမီးကိုချစ်တဲ့ချစ်ကပူလောင်ပါလေတာသမီးကိုထားတဲ့မေတ္တာကအေးမြပါလေနော်မေတ္တာနဲ့တဏအချစ်နဲ့မတူပါဘူးပြီးတော့အာယုံ၅ပါးပေါ်မှာချစ်တဲ့အချစ်တွေတွေ့တာတဲ့အချစ်တွေ ကြည်လေအချစ်ကြီးလေနော်ပြီးကြရင်အာယုံဒါရ6ပါးမှဖြစ်တဲ့တဏှာကြည်လေအချစ်ကြီးလေပဲနောက်တစ်ခုကကြတော့အဲကာမဂုဏ်အာယုံ5ပါးမှတွေ့တာတဲ့စိတ်ကြည်လေအချစ်ကြီးလေတွေ့တာတဲ့စိတ်နဲ့လေဒုက္ခနဲ့လေနောက်တစ်ခုကကြတော့ဝိထုကာမကိရိတကာမပမာတွေ့တာတဲ့စိတ် ကြီးလေအချစ်ကြီးလေအချစ်ကြီးလေဒုက္ခကြီးလေပါပဲနော်အဲ့ဒီအချစ်တို့ကကျွန်တော်လူလဲခေါ်ရရတယ်ပြီးရင်အာယုံ၅ပါးအာယုံ၅ပါးလူလဲခေါ်ရရတယ်ပြီးရင်ကာမဂုဏ်၅ပါးလူလဲခေါ်ရရတယ်ပြီးရင်ဝိထုကာမကိလေသာကာမအဲ့ဒီအရာလဲခေါ်ရရတယ်အဲ့ဒီအရာပေါ်မှာတွေ့တာတဲ့စိတ်အချစ်ကြီးလေဒုက္ခကြီးလေပဲအဲ့ဒီအရာဒီပေါ်မှာတွေ့တာတဲ့စိတ်နည်းမယ်ဆိုလို့ရှိရင်ဒုက္ခနည်းလေပါ ဒါရှိရင်ဒါဖြစ်တယ်ဒါမရှိရင်ဒါမဖြစ်တော့ဘူးတခါတော့ကဝိတာခာကြီးကသူ့မိသေးသုံးပါသွားလို့ငိုတာငိုဝိဒနနဲ့ဖျားတိကြသွားတယ်ဖျားတိကြသွားတဲ့အခါမှာဘာကြောင့်ငိုလာလဲဆိုမေးမေးတယ်မေးတယ်ပေါ့ဖျားကနေပြီးတော့တပိတော့မိမလေးသုံးသွားလို့ပါတဲ့အဲ့ဒီအခါမှာမက်ဆက်ပြောင်းဝိတာခာ တောက်ထီမှာလူဘယ်နှယောက်ရှိတယ်လဲခုနကလေးပါဖြစ်ခုနကလေးပါဖျားတဲ့လူတွေဘယ်တော့တည်တယ်နေတိုင်းတည်ပါလေတဲ့အကယ်၍တောက်ထီတမျိုးလုံးကတင့်ပြီးဆိုလို့ရှိရင်တင့်လို့ခြင်းမာလာတော့လို့ခြင်းမာပေါ့ဖျားတဲ့ဒါဆိုလို့ရှိရင်တင့်နေတိုင်းဝမ်းမာပေါ့နော်သူတို့မှဝိဒါခါကြီးကနားလေတော့ဘောပေါက်သွားတယ်နော်ပြောချင်တာကကိုဒီမှာတွေ့တာတဲ့အရာတွေချစ်တဲ့တဲ့ချစ်တဲ့တဲ့ရှိလေ ချစ်တဲ့အရာတွေရှိလေဒုက္ခကြီးလေပါပဲအသွင်ရခရီးများကိုဦးတင်တစ်ခုတော့ပြောခြင်းပါတယ်မနေ့ကဒေဒီဘောက်ကိုဖန်ဆန်းတတ်တဲ့တက္ကမကိုပြောခဲ့ပြီးအရင်ကကကြတော့ငလင်တဲ့ဆိုတာကကြတော့ယေရှုကိုမယုံနဲ့လှုပ်လှဲသူပြောခဲ့တဲ့တက္ကကြောင့်လည်းကိုဦးတင်ပြောတယ်တက္ကကြောင့်လည်းကတော့သူကတော့တင်းအုပ်စရာပြီးပြီးဦးတင်ကိုခရီးရမှာ လာဆဲပါတယ် ရတဲ့မရှိကောင်သဲပါတယ်ဒါကသူ့ရဲ့အသင်တန်းကိုပေါ်ပြတာဖြစ်ပါတယ်ဦးဇင်းတို့ဘာသာရေးတခုကိုလေ့လာမယ်ဆိုလို့ရှိရင်ယဉ်ကျေးမှုတွေတမိုင်းနောက်ခံတွေနိုင်ငံရေးတွေ psychology စိတ်ပညာတွေတသနိကတွေအဲ့ဒီလိုအယူအဆအပေါင်းစုံကလေ့လာမှဒီဘာသာရေးအမှန်တရားကိုဦးဇင်းတို့ကခြုံငုံတုံးသက်မိမှာဖြစ်တယ်နော်စိတ်ပညာအရဆိုလို့ရှိရင်ကောင်းတယ်ကျတဲ့ဘာသာကိုကိုးကွယ် ဘာကြောင့်လဲဆိုရင်ကိုကဒါကိုကြိုက်တယ်ဒါကိုနှစ်သက်တယ်ဒါကိုယုံကြည်တယ်ထို့ကြောင့်ကိုကိုယ်တယ်အဲ့ဒါကြောင့်ကိုရဲ့စိတ်ကလုံခြုံမှုရှိတယ်ဒါကတော့ကောင်းပါတယ်နော်ဒါကတော့ကောင်းတယ်ဦးဇင်းတို့တတဏိကရှုတော်ပြောမယ်ဆိုလို့ရှိရင် logic လို့ပြီးယုံကြည်ပေတာနေတဲ့နည်းလို့ပြီးဘာကြောင့်မှန်တယ်ဘာကြောင့်မှားတယ်ဘာကြောင့်ဖြစ်ပေါ်လာတယ်ဘာကြောင့်တက်ဖြစ်အောင်မလဲအဲ့ဒီလိုအကြောင်းတွေကိုလေ့လာရမှာဖြစ်တယ် logic အရာ မှန်မှာဥဒင်းပြောခဲ့တဲ့မြတ်ဒီယုတိပိဒတတဏိကပိဒယပြောတာဖြစ်တယ်ပြီးတော့ခရိယဘာသာကိုဘာကြောင့်ကဘာကိုးွယ်တာလဲဆိုပြီးခရိယဘာသာဒီတခင်ယေကျုမူပြီးနောက်ပိုင်းအေဒီ300သူတိတိုးတက်မှုရှိတဲ့ဘာသာဖြစ်ပါတယ်နောက်ပိုင်းကျမှပိုင်းစင်တိုင်းသူတဲ့အိုမန်အေဂရကကိုးွယ်တာဖြစ်တယ်သူကိုးွယ်တဲ့ခါမှာသူက နိုင်ငံကနောက်လက်ကလည်းကိုကိုရတာဖြစ်တယ်။ဟုတ်ပြီ။အဲ့ဒီဘာကြောင့်ငကုတ်ဘမူဟာရတ်ကိုပယ်ပြီးတော့မိုနိုပလက်တင်ဆိုတဲ့တသုတိရဖျားကိုကိုကိုရတာလဲဆိုလို့ရှိရင်အဲ့ဒီခေတ်မှာအယူဝါဒပေါင်းစုံရှိတယ်။အဲ့ဒါကြောင့်လူတွေကမတင်မတင်ဖြစ်တယ်။သူ့ဖျားအမှန်တယ်၊သူ့ကိုကိုရတဲ့နတ်ကမှန်တယ်၊ငါကိုကိုရတဲ့နတ်ဖျားကမှန်တယ်၊မှားတယ်၊မှန်တယ်၊မှားတယ်။အဲ့ဒါကြောင့်အယူဝါဒပေါင်းစုံမှာသူတို့ကအချင်းများနေကြတယ်။ထို့ကြောင့်သူတို့မှာ ညဉ့်ညွတ်မှုတွေလည်းမရှိပါဘူးအရာကိုတည်တဲ့ခါမှာသူချင်းသူကမောရုံတသိန်းဆိုတဲ့တသူစီတဲ့ဖျားဖန်သိင်းဖျားကိုကိုးကွယ်လိုက်အရာဆိုလို့ရှိရင်လူတွေကအယူရတဲ့ခုလေးဆိုတော့လေအချင်းမများကြတော့ဘူးဘယင်ကအရာကိုလိုချင်တာအရာကိုလိုချင်တဲ့ကြောင့်သူကလည်းဒီခရင်ရပါလာကိုးကွယ်လိုက်တယ်နောက်ပိုင်းအဲ့ဒီဟိုမန်အိမ်ပိုင်ပုံကိုင်းနောက်ပိုင်းနိုင်ငံတွေကွဲသွားတယ်ကွဲသူခရီးရမသားက တိုက်ကိုွယ်တယ်။နောက်ပိုင်းကိုလိုနီနဲ့ချဲ့တယ်။အဲဒါကြောင့်တိုးတက်လာတာဖြစ်ပါ။အလဲခင်မှလည်းခရီးရပါသားကအတိုးတက်ဆုံးသောကာလဖြစ်ပါတယ်။အဲဒီလိုနိုင်ငံရေးရှုထောင့်ရလိလာရတယ်။သိပညာတသင်းကရည်ရွယ်မှုတပိုင်းနောက်ခံဒါရီကိုထဲလိလာမှဘာသာရေးဆိုတာကကြောတော့ပြည့်စုံတာဖြစ်ပါတယ်။အလုံးမဲ့အဲဒီလိုရှုထောင့်ပေါင်းစုံဖြစ်လိလာနိုင်ရပါသေးတယ်။